။အလုံးမဲမင်္ဂလာပါရှင်။မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ပထမဆုံးသတင်းတစ်ပုဒ်အနေနဲ့ Western Union မှာလည်း stable coin တွေလာရနိုင်ဆိုတဲ့သတင်းနဲ့အတူအင်ဗီရောကာဝဲခဲမှာခရီတိုအလူတိုက်ကကြီးများဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ညီမကတော့စီစစ်တိဆက်သူကီကီပါ။ ပထမဆုံးသတင်းတပုတ်အနေနဲ့ Western Union မှာလည်း stable coin တွေတွေ့လာရနိုင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ Western Union မှာ stable coin တွေအသုံးချဖို့ပြင်နေပါပြီ။နေဆက်ဖြတ်ကြုံငွေလဲမှုတွေမှာတကယ်ပါလုံးအတိုင်းအတာနဲ့အတော်လေးကိုအသုံးများတဲ့ Western Union ဟာသူတို့ရဲ့ငွေလဲဝင်ဆောင်မှုတွေမှာ stable coin တွေသုံးလို့ရနိုင်ကြောင်း Western Union CEO Devin McGranahan ကဆိုလာပါတယ်။ Western Union ရဲ့ user ပေါင်း150 million ကျော်အတွက်ငွေလဲလုပ်ငန်းတွေကိုခင်းတဲ့အညီတိုးတက်နိုင်အောင်ပြင်ဆင်လာနေတာဖြစ်ပြီး တမယိုးကြဘန်စနစ်အခြေပြုငွေလဲဝင်ဆောင်မှုတွေကိုမိခုံမှုလျှော့ချဖို့ငွေလဲမှုတွေရဲ့အဖို့အခါတွေကြာချိန်တွေကိုလျှော့ချနိုင်ဖို့အတွက် blockchain ဤပညာကိုအသုံးပြုဖို့အာရုံစိုက်နေကြောင်းလဲမက်ဂရနဟန်ကဆိုထားပါသေးတယ်။အရင်တုန်းက Western Union အနေနဲ့ crypto ရဲ့တက်လွှဲကြလွယ်ဖြစ်မှုဥရေပိုင်းဆိုင်ရာစီးပင်းစည်းကမ်းတွေမရေရာမသေးကြမှုတွေနဲ့ဗတ်ပေါင်းဆောင်ကစိုးရင်စရာတွေရှိနေကြတာကြောင့် crypto ကိုဝေဝေးကရှောင်ခဲ့ပေမဲ့ဂျီနီယာဥရေပြဋ္ဌာန်းပြီးနောက်မှာ stable coin အသုံးချဖို့စိတ်ဝင်စားလာခဲ့တာပါ။ တကယ်တော့ Western Union အနေနဲ့ Stable Coin အနေနဲ့ပတ်သက်လို့ထုတ်ပြောလာတာနောက်တောင်ကြာနေပါပြီ။သူနဲ့လုပ်ငန်းသဘောတရားချင်းခက်ဆင်ဆင် company တွေဖြစ်တဲ့ Stripe PayPal ဆိုရင် Stable Coin အခန်းကဏ္ဍမှာအတော်လေးရှေ့ရောက်နေကြပါပြီ။ဒါကြောင့် Western Union ဟာလည်းနောက်ောက်ကြမကြံရအောင်အမိလိုက်တော့မဲ့ပုံပါပဲ။ဒါကြောင့်2026ခုနှစ်ဟာဒေဗကွိုင်းတို့ရဲ့အပြိုင်ဆိုင်ခုနှစ်တက္ကသိုလ်တစ်ခု ဖြစ်လာမယ်ဆိုတော့ခမန်းချုပ်တွေဟာတဖြည်းဖြည်းလက်တွေနဲ့နှီးစက်လာနေပါပြီ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အင်ဗျူရောကာဝက်ခန်းမှာခရီတိုအလူတိုက်ကကြီးများဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်။ကွန်ဘေးနဲ့ရီဘယ်ရိုဟာထရန့်ကိုပါရမီဖြည့်ပေးနေကြပါပြီ။ဒေါ်နယ်ထရန့်တရအမေရိကန်သမ္မတအင်ဗျူရောကိုတိုးချဲ့ပြီးဘောရွန်ကာဝက်ခန်းမှာအတိတ်တစ်ခုတည်ဆောက်နေတာကိုနိုင်ငံတကာသတင်းစာမျက်နှာတွေမှာမြင်မိကြမှာပါ။ဒီလိုမျိုးတိုးချဲ့တည်ဆောက်နေမှုဟာဝေဖန်မှုအတော်များများနဲ့ရင်ဆိုင်နေရတယ်လို့ထရန့်ဟာနိုင်ငံပိုင်ပစ္စည်းတွေကိုတူပိုင်ပစ္စည်းလိုမျိုးလုံးပြနေကြောင်းဝေဖန်မှုတွေရှိနေတာပါ။ ဒါပေမဲ့ try ရဲ့ကောင်းမှုကိုဝိုင်းဝန်းအကြောင်းပြုသူတွေလည်းအများကြီးရှိနေသလိုဒီလိုအကြောင်းပြုသူတွေထဲမှာ crypto တွေကဆရာကြီးတွေလည်းပါဝင်နေပါတယ်။ဘောရုံအစ်တီဆောက်ရမှာတုံးဖို့အတွက် Coinbase, Ripple, Tether နဲ့ Gemini တို့ဘက်ကနေဒေါ်လာမီလီယံနဲ့ချီလူတန်းထားကြောင့်အလူဒါကကြီးများစီးရင်ထဲမှာတွေ့ရပါတယ်။တကယ်တော့ဒီလိုမျိုးအလူဒါကကြီးထဲမှာ crypto ဘက်ကတည်းမဟုတ်ပါဘူး။ဒီပညာနယ်ပယ်ကဆရာကြီးတွေအများကြီးပါနေကြောင်းလဲစီးရင်ထဲမှာထပ်တွေ့ရပြန်ပါတယ်။အမေရိကန်ခြေဆိုင်ဤပညာကမ္ပဏီကြီးတွေဖြစ်တဲ့ Apple, Google နဲ့ Microsoft တို့လို company ကြီးတွေဟာလည်းအလူငယ်လူတန်းခဲ့ကြပြီးဝေပမာနအထူးခြားကိုတော့မတိရပါဘူး။ဘောရုံတိဆောက်ရေးစီမံကိန်းကိုအင်ဖြူတော်ကနေ2025ခုနှစ်ဇူလိုင်လမှာကတည်းကကြေညာခဲ့တာဖြစ်ပေမဲ့လူလူကြားထဲမှာဒီအကြောင်းအရာကိုတရားပြောပြကြတာကတော့အင်ဖြူတော်ရဲ့အရှိဘက်ချမ်းကိုဖြိုချလိုက်ချိန်မှာမှလူပြောများလာခဲ့တာပါ။ ဒါအပြင်ဒီဆောက်လုပ်ရေးစီမံကိန်းအတွက်ကုန်ကျစရိတ်ဟာဒေါ်လာ300မီလီယံလောက်အထိဖြစ်နိုင်ကြောင်းခန့်မှန်းထားတာကြောင့်ဒီလောက်များတဲ့ငွေတွေကိုမလိုအပ်တဲ့နေရာမှာဖြုန်းနှီးပြင်နေကြောင်းဝေဖန်သံတွေကျေလောင်နေတာလည်းဖြစ်ပါတယ်။ဒါပေမဲ့ Trend အဆိုအရကတော့ဝေဖန်သံတွေကိုလုံးဝခရုမဆိုင်ပဲဘောရွန်ဒီဆောက်ရေးစီမံကိန်းကိုဆက်လုပ်ဆောင်နေဆဲဖြစ်တယ်လို့ထောက်ပံ့သူတွေကလည်းထောက်ပံ့နေကြဆဲပါ။တကယ်တော့ American အခြေစား Crypto Company အကြီးအကဲတွေနဲ့ Trend တို့ကြားထဲမှာ ုံမှန်ထက်လေးနေတဲ့ဆက်ဆံရေးတစ်ခုရှိနေပြီဖြစ်သလိုဒီဆက်ဆံရေးရဲ့နောက်ကွယ်ကအကြောင်းအရာအပြည့်အစုံကိုတော့နောက်လာမယ့်နှစ်တွေမှာတစားတစားတည်ကြရဖို့ရှိနေပါတယ်။ဒါကတော့မြန်ခရီတိုကနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ကောင်းသောနေ့လေးဖြစ်ပါစေရှင်။